ဲ့တယ်လာရင်ဒီလိုထူးဆန်းတဲ့ပစ္စည်းလေးပလာတတ်တယ်။ဒါနဲ့သူတို့လည်းကြာစာမနေပဲပြန်သွားကြတော့ကြာလောင်းအလေဒါတွေကမိမိပြပြဖြစ်သွားပါပဲ။ဒီဖုန်းတော်နဲ့ကြက်တို့ဆိုတာထူးခြားတဲ့ပစ္စည်းတွေမဟုတ်ပါဘူးရှိရဲ့။ဒါတွေကနင်းစင်သောပစ္စည်းတွေလိုတော့ဖြစ်နေတာဗျ။ငါတော့လေဒီဘေဟီလီရဲ့အဖြစ်ကိုထုတ်ကျင်လာပြီ။ကဲ့ဗျာရှင်ကျွန်တော်တို့ကိုစင်ရန်ရှိရယ်ဆိုရယ်ရွာဝင်လက်ကိုလိုက်ပို့တော့ဗျာ။ဟိုရောက်တဲ့အထိမပို့နိုင်ရင်လေအနည်းနာတော့ထိပဲပို့ပေးပါ။ငပိန်ထားလိုက်တဲ့အချိန်မှာ ဖိုးထူးနဲ့မိဝိုင်းကလည်းထိုင်နေရာကနေထားလိုက်ကြတယ်ပြီးခဲ့တဲ့အပိုင်းတက်မှာတော့ဗိုလ်သူတို့တွေကိုချက်ကြီးနေတူခီးတစ်ခုထွက်လာကြတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလေပြင်းမုန်တိုင်းတက်ခဲ့တာအနေနဲ့လှဲမှောက်ပြီးရွာတရာကိုရောက်လာကြပါတယ်။အဲ့ဒီရွာကတော့ဖုန်းဆိုတာကိုတော့ဘာမှမသိတဲ့ရွာဖြစ်နေရဆိုတော့ဗိုလ်သူတို့တွေသူတို့ရောက်လာတဲ့ခုနှစ်က ဘနဲ့ခုနဲ့လေလို့မင်းလိုက်တော့လေ၃နောက်ခုနဲ့ဖြစ်နေရနဲ့အံ့ဩသွားကြတယ်။ကဲအခုလာမယ့်ပိုင်းမှာတော့ဒီဒူဇန်နဲ့ရွာရဲ့လိုအပ်ချက်ကဘာများလဲဆိုတာကိုကြည့်ကြည့်လိုက်ရအောင်နော်။ချက်ကြီးလေတန်းအတော်နေ။ဒါဒါဆိုဒီဒီဒီဟာအမကန်ရွာပေါ်ဟုတ်လား။ဒါဆိုဒီရွာကဗဇက်ပြောရဆိုမဟုတ်ဘေးအပြင်မှာတကယ်ပဲရှိတာပေါ့။တော်ပေါ်ကတော့ချက်ကြီးစကားကိုနားမလည်နိုင်ဘူး။ကိုချက်ကြီး ဘာပြောနေရလဲဗျအဲ့မခန်ရွာဆိုတာဘာလဲအဲ့မခန်ရွာဆိုတာရောက်လာတဲ့ဧည့်သည်တွေကိုလက်မခံနဲ့ခီးသွားတယ်ပါဇက်ပြောများတဲ့ရွာတရားပဲတုပ်ပေါ်ကအဲ့ဒီမှာကိစ္စတွေကထူးဆန်းလွန်းလို့ဘသူကပြောပြောယုံကြည်စရာမကောင်းခင်ဟာမဖြစ်နိုင်တဲ့ကိုချက်ကြီးဟာကျွန်တော်တို့ရွာသားတွေကဘလောက်တောင်ကြည်ပြိုလိုက်လဲနေရတော်မှပေးလာသေးတဲ့ဟောင်းအဲ့လက်မခံဘူးဆိုတာမဖြစ်နိုင်ပါဘူးဗျရွာသားတွေကမဟုတ်ဘူးလက်မခံဘူးဆိုတာရွာလူကြီးကချက်ကြီးလဲ ရွာလူကြီးကိုတတဲကြည့်ပြီးတော်ပွဲရဲ့မိကိုဖြေးလိုက်တယ်။တပတ်မှလည်းအိမ်မှာဂျန်နေခဲ့တဲ့ဖိုးသူငပိန်နဲ့မိဝိုင်းတို့သုံးယောက်သားကကြာလာတော့ဘာမှလုပ်စရာမရှိရနဲ့ပြင်းနေကြတယ်။ဟာပြင်းလိုက်တာကွာ။ကိုချက်ကြီးနဲ့တော်ပွဲကတော့တွားတော်ကြာလာနေပြီ။အခုတည်းကပြန်မလာကြသေးဘူး။ဘယ်မှာဘာတွေများစားနေကြလဲမသိဘူး။ဘေးမှာတော့ ငပိန့်ရဲ့ဖုန်းကိုရွာသားလေးကကင်ပြီးဂိမ်းဆောင်နေရပါဟဲ့အောင်ဘလို့လဲနိုင်လားခလေးကလည်းနိုင်တာမနိုင်တာ၄ထက်ဖုန်းကင်ပြီးဂိမ်းဆောင်တာကိုပြောနေရနဲ့ကောင်းကြီးပြားတယ်မောင်လေးတို့ရွာကဘာလို့ဒါမျိုးမရှိရလဲဟမ်ဟုတ်ပါဒါနဲ့အခုကဘယ်နဲ့ခွနဲ့လဲမောင်လေးမိမိုင်းအဲ့လိုမြင်လိုက်တော့ခလေးလေးကလည်းဖုန်းဆောင်နေရကအခုက3335ခွနဲ့လေမမရဲ့မနေ့ကတော့ 3336ခုနှစ်တည်းပြဘာဖြစ်လို့လဲကလေးစကားကိုကြတော့ငပင်းကခေါင်းခေါက်လိုက်တယ်ဟဲ့အောင်ရရန်ဘလို့လို့မင်းခုနှစ်က၆ကနေငါ့ကိုရောက်သွားတာလေပောက်ကြရီလာဖြည့်နေတာအာနာရေးပြကိုကြီးငပင်းကတာအမေတို့ပြောတာကိုပြန်ပြောတာပဲဗျမယုံရင်အမေတို့မေးကြည့်ပါလားဟာဒီကလေးထက်ခေါက်လိုက်ရထက်ခေါက်မယ်လုံနေတော့မိဝိုင်းကဟဲ့ဟဲ့ငပိတ်နေနေဟိုမှာအရေးထွက်လာပြီငါအရေးကိုပဲမေးလိုက်တော့မယ် ။ဒါနဲ့မိဝိုင်းလေးမိဖို့ကန်းလေးကနေထွက်လာတယ်။အေးရှင်မိန်မောင်။အရှင်ဟိချက်နေရလား။မိဝိုင်းတို့ဘာကူချက်ပြရမလဲ။မလိုပါဘူးကွယ်။ဧည့်သည်တွေကနာနာနေနေသာနေကြပါ။အဲ့လိုပြောနေတော့သူ့သားလက်တရာဖုန်းကိုထိုးဆန်းနေပစ္စည်းထင်းသွားပြီးတော့ဟဲ့တာမင်းလက်တရာဘာကြီးလဲတဲ့။ဒါဖုန်းနဲ့အမိဖုန်းနဲ့ဗျ။တတောင်သဘောကြတယ်။ဟိုဒီကောင်ကလေတချင်းလဲနားထောင်လို့ရတယ်။ ခဲလဲစော့လို့ရတယ်ဗျ။အမေတောက်တော့ဒါဝယ်ပေးပါလားဟင်။ခလေးအဲ့လိုပြောနေတော့မှဖို့သူဟာနေရညီလေးမင်းဒါဆိုရင်လေပိုလို့အောင်သဘောကျမိထင်နေကွ။အဲ့နောက်တော့ဂုံးနဲ့ကြက်မှတချင်းဖွဲ့မိလိုက်တယ်။ရော့တရားလေးတက်ကြည့်။အဲ့လိုပြောပြီးခလေးရဲ့နားမှာတက်ပေးလိုက်တယ်။ခလေးလည်းနားအုပ်တဲ့စီကနေတချင်းနဲ့နေကြားနေရတော့သဘောကျနေရောတာပါ။ဟာမမေဒီဟာလေးမိုက်တယ်ဗျ။ဟိုဒီဟာလေးသားသဘောကျတယ်။ တောင်းဦးဒီဟာလေးဝယ်ပေးပါနော်ဝယ်ပေးချင်တာပေါ့တာရဲ့ဒါရီကဗမာရောင်းမန်းမမေတို့မှမသိလားအရှိခုနှစ်ကရန်ရန်ပြောတယ်အခု3000ခုနှစ်ကိုရောက်နေလားဆိုအဲ့ဒါဟုတ်လားရင်နင်ကလေခလေးစကားကိုယုံနေပြန်ပြီဒီကောင်ပေါက်ခဲ့ရပြောတာပဲနေမှာပေါ့ဟာဟုတ်တယ်လေကလေးတို့ရဲ့အခုက3335ခုနှစ်မနေ့က3336ခုနှစ်လေအင်ရှင်မိမကလေကလေးပြေတိုင်းပြန်ပြေဟောဟင်းဟုတ်ချက်ပြီတင်းနေ ခဏတော့ကလေးတို့အဲ့လိုပြောပြီးထွက်သွားတယ်။ကြံနေခဲ့တဲ့ပိုးတူတို့ကတော့မိကုံးဆက်မိကွေမရလိုက်လို့အားမလို့အားမရဖြစ်နေရောတာပါ။တပတ်မှလည်းချက်ကြီးအောင်ကျုံမိဆွေဒီရွာအကြောင်းပြောပြကလေးကကျုပ်ဒီရွာကိုတကယ်ရှိမရှိဆိုတာအမြင်နဲ့သိကျင်နေကြတာ။ဒီအတိုင်းဒဏ္ဍာရီလာပုံမြွာနေနဲ့ပဲကျုပ်သတ်မှတ်ထားတာ။ဒါမြင့်အခုကအဲ့လိုမဟုတ်ဘူးပဲ။ ချက်ကြီးလည်းလွန်ခဲ့တဲ့အတိတ်တွေကိုပြန်ပြီးတော့စဉ်းစားနေခဲ့တယ်။လွန်ခဲ့တဲ့အတိတ်မှာတော့ချက်ကြီးရင်ကိုမိတ်ဆွေတယောက်ရောက်လာတယ်။ကို့လိုခမ ्या ခုလိုခကြည့်နေမှာဖုန်းဆိုတာဘာမှမသိတဲ့ရွာရှိရဲ့လို့ပြောရင်ယုံမလား။ဟာမယုံမအောင်ကို့လူရာမဖြစ်နိုင်တာ။ဒါနဲ့ဘာဖြစ်လို့လဲဗျ။ဟမ်အေးဗျာကျုပ်လည်းမယုံမအောင်။ဒါပေမဲ့ကျုပ်ရဲ့မိတ်ဆွေကတော့တကယ်ရှိရဲ့လို့ပြောနေတာဗျ။ဒါပေမဲ့ခက်တာအဲ့လူက ဆွာရေးစီယာရောင်ရောင်ဇညွေးစီယာရောင်ရောင်ဆိုတော့သူ့စိတ်ကိုယ်တွေကဇလန်းနေုံများပုံဖော်ပြီးပြောနေသလားတော့ထင်ရတယ်ဗျကိုလုံမိတ်စီကဘာဒီများပြောခဲ့လို့လဲလို့ပေါင်ဟိုစိတ်ဝင်စားစရာများဆိုကြုံလေသိကျင်တယ်ဒလုံနဲ့ချက်ကြီးကိုအမခန်ရနဲ့ပတ်သက်တဲ့အကြောင်းတွေကိုပြောပြတော့တယ်ဒလုံဗျသူပြောတာကတော့အဲ့ဒီရွာလူတွေကဖုန်းဆိုတာဘာမှမသိ TV ဆိုတာဘာမှမသိနဲ့နင်လာခဲ့ကြရတာတဲ့ဟိုဒါနဲ့သူတို့ဘယ်နှခုနှစ်ကလဲလို့မေးတော့ဟိုကိုချက်ကြီးခင်ဗျားသိရင် ပို့လို့အောင်မအံ့ဟောသွားလိမ့်မှာဗျ။ဒါနဲ့ချက်ကြီးလေးသူ့မိတ်ဆွေစကားကြောင့်စိတ်ဝင်စားသွားတယ်။ဟုတ်လား။ခမားပြောမှကျုပ်တော်စိတ်ဝင်စားလာပြီ။ပြောစမ်းမအောင်ဗျ။ဘယ်နှခုနှစ်ကတယ်လေ။မဟုတ်ဘူးဗျ။တိတ်ထူးဆန်းနေတော့ကိုလူ။တို့ရောက်မှခုနှစ်တည်းရ။ကျွန်တော်တို့လိုသေးရာနေကြီးသွားတာမဟုတ်ပဲ။ကြီးရာနေရော့ရော့သွားတာဗျ။ဥပမာဗျာကျွန်တော်တို့က2025ကနေ2026ကိုသွားကြပြီမြင်။တို့ရောက်မှကြ2026ကနေ 2025ကိုသွားတာဗျ။ချက်ကြီးလေးသူ့မိတ်ဆွေရဲ့စကားကိုကြားတော့ရေးလိုက်တယ်။မဖြစ်နိုင်တာကို့လူရ။ကို့လူတော့ဂျင်းမီလာပြီပဲနေမှာ။အဲ့လိုရမျိုးဆိုတာတကယ်မရှိပါဘူးဗျ။ဘာနဲ့အခုလို20တရာစုခေကြီးတဲ့မှာဖုန်းမသိ၊ TV မသိရဲ့သူဆိုတာမရှိတော့ဘူးဗျ။ဒါနဲ့ကို့လူရဲ့ရွာနေမယ့်ဘာရများလဲ။อืมบาเร่เอ้เอ้มะขันยาซูลาเปะฉะจีเลไอ้นี่นามัยกูบะซักกะนี่เชยย่อไลดิ တပတ်မှလည်းပိုဒူတို့ကအိမ်ရှင်မင်းမပြောသွားတာကိုစဉ်းစားနေကြတယ်။ဘလို့ဤလေဟာခုနေကြီးဟာကြီးဟာကနေရော့တာပါလား။အေးဟာဟုတ်ပါဒီရောဘလို့ဤလေ။ဟိုငါငါတို့ဟာလှဲမှပြီးတော့တေသွားကြပြီလားဟင်။မိဝိုင်းစကားကြောင့်ငပိန်ကမိဝိုင်းကိုဆွဲဆိတ်လိုက်တာနဲ့မိဝိုင်းလေ။ဟဲ့ငပိန်အဲ့ဒါဘာလုပ်တာလဲဟာနားရီ။အေးနားရီမသေးသေးဘူး။အဲ့ဒီအတိတ်ပင်မရှိတဲ့စကားကြီးမပြောစမ်းနဲ့ဟာ။ အဲ့ဒီအချိန်မှာပဲရှင်ရံကနားမလာနေတဲ့တခြင်းရက်သွားတာနေကိုယ့်ဖို့တူကိုယ့်ဖို့တူဟိုနားမအတန်မကြရတော့ဗျအဲ့ဒါလှုပ်ပေးပါဦးဟာဩမင်းကဘာသွားနေလဲမမသိတာခဏပေးကိုယ့်လှုပ်ပေးမယ်အဲ့ဒီအချိန်မှာပဲအင်ရှင်မိမပြန်ထွက်လာတဲ့ရှင်ရံကမမေးတောင်းကိုဒီဟာလေးဝယ်ပေးပါလို့နော်မမေးတောင်းကြိုက်လို့ပါမမေးရဲ့ဝယ်ပေးပါနော်ကလေးကပူဇာနေရာနဲ့အင်ရှင်မိမလေး ဒီပစ္စည်းလေးတွေကဘယ်မှာဝယ်ရလဲခလေးတို့တာတာကကြိုက်နေပြီဆိုတော့ဝယ်ပေးခြင်းလို့ပါဟိုဒီဟာနီးဘက်ဝင်ခြင်းမှာတစ်ချက်မေးကြည့်ပါလားဗျဟိုတော်တော်များများမှာတော့ရောင်းနေရာဘုံဝင်ခြင်းဟုတ်လားဟိုရာဘုံဝင်ခြင်းဆိုရင်တော့သွားလို့မရဘူးရွာလူကြီးကမသွားဖို့တားမြစ်ထားတယ်အင်ရှင်မိမစကားကြောင့်ပိုသူတို့ကနားမလည်နိုင်ဖြစ်သွားပြီးမိဝိုင်းကဘာဘာဖြစ်လို့လဲအရှင်ဟမ်ရွာကနေထွက်တဲ့လေမှာ ဆင်ရိုင်းတကောင်တောင်းကျနေရလို့ရွာလူကြီးကပြောတယ်။အဲ့ဒီဆင်ရိုင်းကလူတွေကိုလည်းအသက်အနည်းငယ်ရှာနေတဲ့ဒုက္ခပေးတာ။ရွာထွက်သွားတဲ့သူတွေဆိုဆင်ရိုင်းစာမိပြီးတည်ကြတာပဲ။ဆင်ရိုင်းဟုတ်လားဗျာရှင်။ငပိရဲ့မျက်နှာအောင်ကြည့်ပြီးမိဝိုင်းကဘလို့လဲငပိ။နင်သွားကြည့်ကျင်နေပြီမလား။ငပိကလည်းခေါင်းညိပြလိုက်ပြီးအိတ်ရှင်မိမကို။ဟိုဒါဆို အလောင်းတွေကိုရောအကြီးတို့ပြန်ရလားဗျ။အင်းပြန်ရတယ်။ဟိုရွာလူကြီးကပဲ တွားယူပေးတာလေရွာလူကြီးကရွာသားတွေအထူးတတိထားလို့ရအောင်ဆိုပြီးပြတာအဲ့နောက်ကစပြီးဘသူမှရွာပြင်ဘက်ကိုမတွားရေးကြတော့ဟိုကျွန်တော်တို့တွားကြည့်ခြင်းလို့ကျွန်တော်တို့ကိုလိုက်ပို့ပေးလို့ရမလားယင်ရှင်ဟာမဖြစ်ပါဘူးကလေးတို့ရေကလေးတို့ကဧည့်တယ်ရယ်လေတော်ကြအန်နီအများကများနဲ့မတော်မှနေကွအကြီးတို့ရွာကိုရောက်ပြီးတခုဖြစ်သွားရင်အကြီးတို့လည်းမကောင်းအောင်ကွဒါနဲ့ဘိုးတူကအင်ရှင်မိမကိုတခုမေးလိုက်တယ်ဒါနဲ့ အခုက3တော့ခွန်းနေဆိုတာကိုရောဘသူကပြောတာလဲအရှိအဲ့ဒါလည်းရွာလူကြီးပြောတာပဲအရှိကိုတမိပြစရာရှိအဲ့လိုပြောပြီးတော့သူ့ရဲ့ဖုန်းကိုထုတ်ပြလိုက်ကြည့်ဘလို့ဖြစ်ပြီးအရှိတို့ရွာလူကြီးက3တော့ခွန်းနေလို့ပြောနေလဲဆိုတာမသိပေမဲ့တကယ်ခွန်းရဲ့အမှန်က3တော့မဟုတ်ဘူးရှိရဲ့အခုက2025ခုနှစ်ရဲ့ရှိရဲ့အရှိမိမကမိဝိုင်းပြောတာနားမလဲပဲကြောက်ကြည့်နေတယ် မိမိုင်းကတော့ဆက်ပြီးတော့ဟိုနောက်ပြီး2025ပြီးရင်2024လာတာမဟုတ်ပဲနဲ့2025ပြီးရင်2026ကိုသွားတာရှိရဲ့အင်ရှင်မိမလေးမိမိုင်းပြားတဲ့ဖုန်းတွေက ပြက်ကနေအောင်ကြည့်နေတယ်။ Ừm ဒါလိုကြတော့လေဟုတ်တာပဲနော်။ဒါဆိုရွာလူကြီးကဘာလို့ဒီလိုပြောတာပါလဲ။အရှင်တကောင်ရီတို့အိမ်ကိုလာတဲ့ဧည့်သည်ကလေဒီလိုပဲပြောဘူးတာ။အရှင်တို့ကဧည့်သည်ကိုမျှော်တယ်။ဧည့်သည်လာရင်ဒီလိုထူးဆန်းတဲ့ပစ္စည်းလေးပလာတတ်တယ်။ဒါနဲ့ သူတို့လည်းကြာကြာမနေပဲပြန်သွားကြတော့ကြာလောင်းအလဲဓာရီကမိမိပြပြဖြစ်သွားပါပြီ။ဒီဖုန်းတော်နဲ့ကြက်တို့ဆိုတာထူးခြားတဲ့ပစ္စည်းတွေမဟုတ်ပါဘူးရှင်ရဲ့။ဓာရီကနင်းစင်သောပစ္စည်းတွေလိုတော့ဖြစ်နေရဗျ။ငါတော့လေဒီဘေဟီလီရဲ့အဖြစ်ကိုထုတ်ကျင်လာပြီ။ကဲ့ဗျာရှင်ကျွန်တော်တို့ကိုစင်ရန်ရှိရယ်ဆိုတဲ့ရွာဝင်လက်ကိုလိုက်ပို့တော့ဗျာ။ဟိုရောက်တဲ့အထိမပို့နိုင်ရင်အနီးနားလောက်ထိပဲပို့ပေးပါ။ကပိန်ထားလိုက်တဲ့အချိန်မှာဖိုးထူးနဲ့မိဝိုင်းကလည်းထိုင်နေရာကနေထားလိုက်ကြတယ်။ ဒလုံနဲ့ရွာအထွက်လမ်းနာကိုရောက်ကနေအင်ရှင်မိမကအရှင်ဒီဒီပဲလိုက်ဖို့မယ်နော်ကလေးတို့အရှင်ဟာကိုဆက်မသွားရေဘူးကလေးတို့လည်းအဲ့လောက်အတိတ်မရေကြရင်ကောင်းမယ်ဟိုရတယ်ရှင်ဟိုဒီကနေဆက်သွားရင်ဗာမင်းရမှာလေဗျအဲ့ဒါတော့ပြော့ပြနော်ဒီကနေဆက်သွားရင် တော်လန့်ကိုမြင်ရနေမှာတော်လန့်ပေါ်မှာအစိုင်းအိတ်တကောင်မြင်ရှိတယ်ဒါကြောင့်တေချာလေးဂယူးဆိုင်ပြီးသွားတော့ကလေးတို့သူကအလေးဝင်ပြီးတိုက်ကျင်လဲတိုက်တာဘာအနေရဲမှမဖြစ်စေချင်ဘူးကွယ် ဖိုးထူးတို့လည်းအရှင်မိမကိုကောင်းကြီးပြပြီးဆက်ရှောက်သွားကြ၏ဒီလိုနဲ့ရွာထွက်လံကိုရောက်တော့ငပိန်ကဟဲ့နီမင်းတို့ဘာမြင်ကြလဲကွာဟိုလူတွေကားတွေရှုပ်ချက်ခံအောင်တွားနေရလံကိုမြင်နေငပိန်မင်းအောင်တို့အလုံးမြင်ရတာကစင်ရန်ရှိရဲ့တောလန်းကိုမဟုတ်ပေပုံမှန်တွားလာနေတဲ့ လမ်းမကြီးတစ်ခုကိုပါအေးဟုတ်တယ်ငါရောပဲဟိုဒီလောက်လမ်းမလူတွေများနေတာစင်ရိုင်းဆိုတဲ့စကားရောဗာလိမ့်ကွကြီးရတာရွာလူကြီးကဒီရွာနဲ့ပတ်သက်ပြီးတခုခုဖုံးဝဲထားပုံရတယ်ကွဒါကြောင့်ရွာသားတွေကိုအလင်းညာတွေပြောခဲ့တာဖြစ်မှာဒါဆိုငါတို့ဗာဆက်လုပ်ကြမလဲဗာဆက်လုပ်ရမှာလေရွာသားတွေကိုဒီအမှန်တရားသိအောင်လို့ပြောပြရမှာပေါ့ဒါနဲ့ဖိုးထူးတို့လေသူတို့ဝေးကနေစောင့်နေပြီးတဲ့အင်ရှင်မိမကို အရင်ဆုံးသွားခေါ်လိုက်ကြတယ်။တပတ်မှလည်းချက်ကြီးအောင်ဘာလို့ရွာသားတွေကိုဒီလိုဆက်ဆံရတာလဲဗျ။ရွာသားတွေကိုဘာမှမသိနားမလဲလူတွေပဲဖြစ်စီကျင်တာလားရွာသူကြီး။အဲ့ဒီအချိန်ရွာလူကြီးကသူ့ဘီယာတပည့်ကိုပတ်ထုတ်လိုက်တယ်။ကျုပ်စည်စနာကိုနားမလဲပဲလာမပြောနေဗျာ။ကျုပ်တို့ရွာရဲ့အရှိဘက်ကတေးရွာဆိုရင်ဒီလိုနီးပညာတွေကြောင့်နားလေပြီ။လူတွေကရွာမှာမနေနိုင်ကြတော့ဘဲမြို့တက်ပြေးပါထွက်နေအဲ့လိုလူတွေများလာတယ်။ ကြာလာတဲ့ခါရွာထဲမှာလူမရှိတော့ဘူး။ရွာလေးပြက်စီသွားရတယ်ဗျ။ကျုံရတော့ကျုံရအောင်အဲ့လိုအဖြစ်မခံနိုင်ဘူး။ဒါပေမဲ့ခမည်းအဲ့လိုလုပ်ရအောင်ရွာသားတွေကအသိပညာမရှိတဲ့လူတွေမှောက်ဘူးဗျ။အဲ့ဒီအချိန်မှာပဲရွာလူကြီးကခြေတန်းနေကြားတာနေ။ဟေးမောင်တို့အပြင်မှာဘာတွေဖြစ်နေရလဲမသိဘူး။တွားကြည့်စမ်း။ဒါနဲ့မောင်တို့လေအပြင်မှာကိုတွေ့ကြည့်အောင်။တကြည်တကြည်အပြင်မှာ အပြင်မှာရွာသားတွေအများကြီးဒီလိုလာနေကြတယ်ဗျ။တကြည်လည်းအဲ့ဒီစကားကိုကြားတော့အံ့ဩသွားတယ်။ အဲ့လိုဖြစ်နေတော့ရွာသားတွေများကြီးတကြီးအိမ်ထဲဝင်လာကြတယ်။ရှေ့ဆုံးမှာဦးဆောင်လာတဲ့ဖိုးထုတို့ကိုမြင်တော့တော်ပေါ်ဟာဟာဟဲ့မလဲ။ကဲရွာသားတွေအိုးကြီးတို့မြင်ခဲ့ရတာတွေကိုပြောလိုက်စမ်းပါဗျာ။တကြီးခမားပြောတော့ကျုပ်တို့ရွာအထွက်လမ်းမှာစင်အိုက်တကောင်တောင်းကျမ်းနေပါပြီစို့။ရွာလူကြီးကလည်းရွာသားစကားကြောင်းပြန်ရခတ်နေတယ်။အင်းဟုတ်တယ်လေ။အဲအဲ့ဒါအဲ့ဒါဘာဖြစ်လို့လဲ။ဟာအခုကျုပ်တို့ဒီကလေးတွေပြောတာမယုံလို့ကိုရင်တွားကြည့်တော့ ဘာစင်အဲမှာမရှိဘူးပဲဗျခမားကျုပ်တို့ဘာလို့လိန်ထားရတာလဲအဲ့ဒီအချိန်ရွာသူတယောက်ကလည်းဝင်ပြောပြန်နေဖုန်းတို့တီဗီတို့ကျမတို့မတုံးနိုင်အောင်လုပ်ခဲ့တာဆိုဟုတ်လားတကြီးပါလို့အဲ့လိုလုပ်ရတာလေဘာလို့လဲဘာလို့လဲဆိုရှင်းပါလေဒီလူကရွာသားတွေကိုသူ့လက်ကုပ်လေးထဲမှာပဲရှင်းသန်းနေစီခြင်းပြီးဒီဟာကိုပဲကဘာတစ်ခုလို့ထင်စေခြင်းနေရလေဒါမှသူစိတ်ကြိုက်တယ်လို့စွမှုချက်လည်းလို့ရမှာပေါ့ဖိုးသူစကားကြောင့်တကြီးတပည့်မောင်တို့ဟာဟဲ့ကလေး မိမသူလိုငွေပြောနေရလေပြီးတော့ဟိုရွာသားစိတ်မှာစင်ရိုင်းကြောင့်တေးသွားခဲ့တဲ့ရွာသားတွေကိုကျွတ်လို့မျက်မြင်မြင်ခဲ့တာပဲလေမဟုတ်ဘူးလားအဲ့လိုပြောတော့ရွာသားကြီးလည်းညည်းသွားကြတယ်တောင်းငပယာအဲ့ဒီတေးသွားတဲ့သူတွေကစင်ရိုင်းကြောင့်မဟုတ်ပဲရွာလူကြီးကတက်ပြစ်တာဆိုရင်ရောဗျာငပိတ်စကားကြောင့်အလုံးဝအထိတ်လန့်နေဖြစ်ကုန်ပြီးရွာလူကြီးကဟိတ်ကလေးမင်းဘာစကားပြောတာလဲကျုပ်ကကျုပ်ရွာသားတွေကိုဘာလို့တက်ပြစ်ရမှာလဲ ။ဘာဖြစ်လို့လဲဆိုတော့ရှင်းရှင်းလေးပါ။ရွာသားတွေရွာကနေတယောက်ပြီးတယောက်ထွက်သွားမှဆိုးလို့ပဲ။ဒါကြောင့်ဆင်ရဲအင်းကြီးရဲ့ရှိတယ်ဆိုတဲ့သတင်းမှကိုရှောက်ပြန်နေ။ရွာရဲ့လှုပ်ဝက်ချက်အကြောင်းသိပြီးထွက်ပြေးကြတဲ့ရွာသားတွေတော့တက်ပြစ်တယ်။အပြည့်ရှင်းရှင်းမေးဗျ။ရွာသားတွေလည်းစက်ကြီးစကားကြတော့စိတ်တွေတူကုန်နေ။ရွာလူကြီးခမားကြံတော်တော်ပတ်ဆက်တာပဲဗျ။တော်တော်ရှုံးမှရဲ့လူပဲ။အလုံးဝပြေးလာကြပြီ။ရွာလူကြီးကိုအများနဲ့တရားဝိုင်းတိုက်ခဲ့ကြတယ်။ မမမလုပ်ပါနဲ့အကျုပ်ကြောက်ပါပြီအကျုပ်ကြောက်ပါပြီအဲလိုပြောလို့ရွာလေးကနေထွက်ပြေးသွားရွာသားတွေကတော့အပြစ်မှန်နေပြောပြခဲ့တဲ့ဖိုတူတို့ဘက်ကိုကျေးဇူးတင်နေရောတာပါကျေးဇူးတင်ပါတယ်ဗျာကျို့တို့ရွာကို အခုလိုတကြီးအစုပ်ပလုတ်လက်တရနေကဲတင်ပေးခဲ့လို့ပါဟာရပါတယ်ဟိုဒါဆိုကျွန်တော်တို့ခီးရှေ့ဆက်လို့ရအောင်မြေပုံနဲ့နွားလေးလေးတစ်စင်းတော့မေတ္တာရဲခင်ကျင်ပါတယ်ကောင်းပါပြီရစီရပါမယ် အိမ်တော်တို့မြေပုံနဲ့နွားလေးအသည့်တစီကိုချက်ကြီးတို့ကိုပေးလိုက်တယ်။ချက်ကြီးတို့လည်းရွာသားတွေကိုနှုတ်ဆက်ပြီးတမမိရွာလို့ခေါ်တဲ့အိမ်မခံရွာအနီးထွက်လာခဲ့ကြတော့တယ်။